ဒီပွဲကတော့မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာအရှင်းပြန်ကစားကြမှာလည်းဖြစ်ပါတယ်။ဟမ်ဘတ်တို့အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်လည်းဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတော့ပုံစံကောင်းနေမှာရှိနေနိုင်ဖို့အတွက်စ조사နေရဆဲဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာ2ပွဲနိုင်3ပွဲတိကိုရှုံးနေထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကဒေါ့မွန်တင်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဒေါ့မွန်တင်ကလည်းခြေစွမ်းပိုင်းရောရလတ်ပိုင်းမှာပါပုံစံကောင်းနေမှာပဲရှိနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုလို့ရှိရင်တော့3ပွဲနိုင်2ပွဲတည်း တပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဒီနှစ်သင်းကြားမှာကထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်လေတော့ဝင်တင်ကပဲဟမ်ဘတ်အတင်းကို၅ပွဲစလုံးရာနှုန်းပြီးအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးလက်ရှိနေသားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဟမ်ဘတ်အတင်းတဲ့စားလို့ရှိရင်တော့ဝင်တို့အနေနဲ့ခြေစွမ်းပိုင်းရောရလာပိုင်းမှာပါပို့ပြီးတော့ကောင်းတယ်လို့ကစားသမားစုခွဲမှုပိုင်းမှာလည်းဒါပို့ပြီးတော့တောင်းတင်းမှုရှိတဲ့အနေအထားမျိုးလို့ပြောရမယ်။ပြောဒီတော့ဝင်တင်ကလက်ရှိဒီအမှန်ပြေးစရာမှာဆိုလို့ရှိရင်လေ အဆင့်တက်နေတာကဘိုင်ယန်မြို့နယ်သင်းနေဆိုလို့ရှိရင်ရမက်ကခွန်နမက်တီကိုကွာဟနေတာဖြစ်လို့သူတို့အနေနဲ့ဒါအမှန်ပေးစရာမှာတော့ဒီတက်ပို့ပြီးတော့ပွဲစဉ်တွေကိုခြေချော်လို့တော့မရဘူးပို့ပြီးတော့ဒါနိုင်ပွဲတွေကိုစစ်ဖို့လိုအပ်တယ်ဖွဲ့လက်ထားဒီပေါက်ကျဲရဆိုလို့ရှိရင်တော့ဒေါ်မွန်အသင်းကပဲဒါဟမ်ဘတ်အသင်းကိုတလုံးကို80စားကျေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုလို့ရှိရင်တော့သုံးလုံးကို40ရှုံးကျေးပွင့်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကဟမ်ဘတ်အသင်းကလည်းဒါလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကအားရစရာမရှိလို့ ဒီပွဲရဲ့ရာလကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1 2 1 3ဆိုတဲ့ပုံစံမျိုးလောက်နဲ့တော့အဝင်တင်ကပဲအနာရရှိဖို့များတယ်ဆိုတော့နိုင်လို့ရှိရင်ကိုဒါ80လောက်ထိစားရမယ့်တော့အဝင်အသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လေးဖြစ်ပါတယ်နောက်ထပ်ဟော့ဖန်ရဲ့အသင်းနဲ့ live set အသင်းတို့ရဲ့ပွဲစဉ်ကဒီပွဲကတော့မြန်မာစံတော်ချိန်ည9:00နာရီအချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်ဟော့ဖန်ဟီးတို့အနေနဲ့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာရလပိုင်းတွေကပြန်လည်ပြီးတော့ကောင်းမွန်နေတာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့၄ပွဲစတိုင်ရှုံးပွဲမရှိဘဲနဲ့၃ပွဲတိုင်းတပွဲတည်းရေဆိုတဲ့ရာလတ်ကောင်းတွေကိုပိုင်းဆိုင်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်က live basket တွေကိုကြည့်မယ်ဆိုရင်ဒါ live basket ကလည်းဒီနေ့ရာသီမှာတော့အသင်းရဲ့ခြေစွမ်းပိုင်းရောရာလတ်ပိုင်းတွေပါတောက်လျှောက်ဆိုလိုပဲအကောင်းဆုံးပုံစံဒီစားမျိုးမှာရှိနေတာဖြစ်ပြီး live basket တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ဒီ၄ပွဲမှာ၄ပွဲသလုံးကိုရာလုံးပြည့်အနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်။ဒီနေ့သင်းပါကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင် live basket တို့အနေနဲ့ဟော်ဖန်ရဲ့အသင်းကို ၃ချိန်အနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးဟော်ဖန်ရေးသင်းကတစ်ချိန်နိုင်ကြံတဲ့တစ်ချိန်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်တယ်။လက်ရှိနေထိုင်ရဆိုလို့ရှိရင်တော့နှစ်သိန်းလုံးကတော့ဒါခြေစမ်းပိုင်းရောရလက်ပိုင်းမှာပါအကောင်းဆုံးပုံစံဒီစားမျိုးမှာရှိနေကြတာလည်းဖြစ်ပါတယ်။ဒေဘွဲကလည်းဖွင့်လှစ်ထားတဲ့ပေါက်ချေးကတော့ live visit တို့အနေနဲ့ဟော်ဖန်ရေးအသင်းကိုနှစ်လုံးကို level 20ရှုံးခြေဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့၃လုံးကို80ရှုံးခြေဖွင့်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်ကဒီ ancient hovan အသင်းကလည်းလက်ရှိမှာအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကကောင်းလာတော့မှန်တယ်။ဒါပေမဲ့တို့အနေနဲ့ဒီ live set အသင်းနဲ့တွေ့လို့ရှိရင်ပြရလကောင်းတဲ့ဘုကအမြဲလိုလိုဒါရုံးကန်နေရတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ်။ပြည်ရီလက်ရှိမှာက Hoffman ရလက်ကောင်းလဲဆိုရင်ခြေဆောင်ပိုင်းမှာတော့ငိန်တဲ့အနေအထားမျိုးမှာတော့မရှိဘူးပွဲစဉ်ရဲ့ရလက်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1 3 1 2ဆိုတဲ့ပုံစံမျိုးလောက်နဲ့ live set အသင်းကပဲထပ်ပြီးတော့9ပွဲဆက်ဖို့များတယ်ဆိုတော့9လို့ရှိရင်လုံးဝကိုတရာပြပြောရှင်ရမှာဖြစ်ပြီး တည်ရင်ဆိုရင်တော့မဲအနေငယ်ပဲနှစ်နာမယ် live ဖြစ်တဲ့ငုံပဲပို့ပြီးတော့ဒါအကြိုက်တွင်းမိတဲ့ပွဲစဉ်လေးဖြစ်ပါတယ်နောက်ထပ်ဂလာဘတ်အတင်းနဲ့ကိုလုံးတင်းတို့ရဲ့ပွဲစဉ်ကဒီပွဲကတော့မြန်မာစံတော်ချိန်ည7:00နာရီအချိန်မှာအရှင်ပိုင်းကစားကြမှာလည်းဖြစ်ပါတယ်ဂလာဘတ်တို့အနေနဲ့လက်ရှိနောက်ပိုင်းပွဲစဉ်လေးတွေမှာတော့ရလတ်ပိုင်းတွေကပြန်လည်ပြီးတော့ကောင်းမွန်နေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာနှစ်ပွဲစလုံးကိုရာလုံးပြည့်အနာရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကကိုလုံးတင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကိုလုံးတင်းကတော့ လက်ရှိမှာဆိုလို့ရှိရင်လည်းဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကဒါဆိုးတော့မဆိုးဘူးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၂ပွဲနိုင်၃ပွဲတည်းရဲ့၂ပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားကဘွေတဲ့တွေကမှာဆိုရင်တော့အမှန်ပြေစရာရဲ့အဆင့်ရှင်းနေရာမှာရက်တည်နေရလည်းဖြစ်ပါတယ်ဒင်းတဲ့မှာကလည်းဒါထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်အင်ရှင်ကလာဘက်အသင်းကတစ်ချိန်တိုင်းကိုလိုအသင်းက၂ချိန်အနက်ရရှိအောင်ကစားထားတာဖြစ်ပြီးကြံတဲ့၂ချိန်ကတော့တရေရလည်းထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်လက်ရှိနေသားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ ဒါနှစ်သိန်းလုံးကတော့ခြေစွမ်းပန်းအရာဆိုလို့ရှိရင်ဒါအရန်ကြီးတော့လဲကွာချားမှုတော့မရှိဘူးရလက်ပိုင်းမှာကတော့ဂလာဘက်အသင်းနဲ့စာလို့ရှိရင်ဒါကိုလုံးသိန်းကပို့ပြီးတော့ဒါတင်ငင်းမှုရှိတဲ့အနေထားမျိုးလို့ပြောရမယ်ဖွင့်လက်ထားတဲ့ဒီပေါက်ကျဲရဆိုလို့ရှိရင်တော့ဂလာဘက်တို့အနေနဲ့ကိုလုံးအသင်းကို level 50ရှုံးပြန်လည်ပြီးတော့ခြေဖွင့်ထားတာဖြစ်ပြီးဂိုးပေါင်းအရဆိုရင်တော့အုံလုံးကို30စားခြေဖွင့်ထားတာလည်းဖြစ်ပါတယ် တစ်ဖက်ကကိုလုံးအသင်းကလည်းလက်ရှိမှာဒါအသင်းရဲ့စမ်းဆောင်ရေးပိုင်းတွေကမဆိုးလာသလိုဂလာဘက်အသင်းရဲ့ဒီလက်ရှိခြေစွမ်းပါရဆိုလို့ရှိရင်ကျွန်တော်တို့ကအရန်ကြီးတော့လည်းစိတ်ချလို့မရဘူးဆိုတော့ဒီပွဲကတော့ဒါကျွန်တော်ရဲ့အကြိုက်ကဒါအသင်းကိုတော့ဒါအရန်ကြီးတော့လည်းမကြိုက်ဘူးလေဒီနှစ်သင်းကထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်နောက်ဆုံး၅ပွဲမှာဆိုလို့ရှိရင်နှစ်သင်းပေါင်းသွင်းကိုကဒါလေးလုံးလေးလုံးရဲ့အထက်မှာပဲရှိထားတဲ့ပွဲစဉ်တွေကပို့ပြီးတော့များတယ်ပြီးတော့ဒီဂလာဘက်တို့အနေနဲ့နောက်ဆုံးကစားခဲ့တဲ့ဒီ၃ပွဲမှာဆိုလို့ရှိရင်လည်း ရာဂိုးက9ဂိုးလေးကိုရှိထားကပေးဂိုးကလည်း၄ဂိုးပြန်လဲပြီးတော့ပြုတ်ထားရတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ်။ဆိုတော့ရာဂိုးပေးဂိုးကလည်းနည်းနည်းလေးကျန်းနေပါတော့။တစ်ဖက်ကဒီကိုလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ဒါကိုလုံးအသင်းကလည်းနောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုလို့ရှိရင်ဒါရာဂိုးက9ဂိုးရှိထားတာဖြစ်ပြီးတော့ပေးဂိုးကတော့6ဂိုးပြန်လဲပြီးတော့ခွင့်ပြုထားရတယ်ဖြစ်ပါတယ်။ဆိုတော့ဒီနှစ်သင်းကနောက်ဆုံး၃ပွဲတွေမှာဆိုလို့ရှိရင်ပြဒါရာဂိုးပေးဂိုးကလည်းဒါများတဲ့အနေအထားမျိုးဖြစ်တယ်လို့ဒီနှစ်သင်းတွေးလို့ရှိရင်လည်းဒါနှစ်သင်းပေါင်းအတွင်းဂိုးတွေက ၃လုံး၃လုံးရဲ့အထက်မှာပဲရှိထားတဲ့ပွဲစဉ်မျိုးတွေကများလို့ဒီပွဲကတော့ဒါ၃လုံးဆိုလို့ရှိရင်10လောက်ထိကိုဒါပျော်ရွှင်ရအောင်မဲ့ဂိုးအများကိုပဲပို့ပြီးတော့ဒါအကြိုက်တွင်းမိတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။နောက်ထပ်ပြင်သစ်လီဂူကပွဲစဉ်တစ်ပွဲဖြစ်တဲ့မိုနာကိုတင်းနဲ့လန်တင်းတို့ရဲ့ပွဲစဉ်ကဒီပွဲကဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ည2:35မိနစ်အချိန်မှာရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ကျွန်တော်ဒါအင်ရှင်မိုနာကိုလို့အနေနဲ့ လက်ရှိနောက်ပိုင်းပွဲစဉ်တွေရဆိုလို့ရှိရင်တော့ဒါအသင်းရဲ့စားဆောင်ရေးပိုင်းတွေကမစိုးဘူးဒါပြန်လည်ပြီးတော့ကောင်းလာရလို့ပြောရမယ်နောက်ဆုံးကစားခဲ့ဒီ၅ပွဲမှာဆိုလို့ရှိရင်၃ပွဲနိုင်တစ်ပွဲတည်းရေတစ်ပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်တစ်ဖက်ကလမ်းသင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါလမ်းသင်းကလည်းခြေစားပိုင်းရလာပိုင်းမှာပါပုံစံကောင်းတွေမှာရှိနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာ၄ပွဲနိုင်တစ်ပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားကပြင်သစ်၄ခုမှာဆိုလို့ရှိရင်တော့အမှန်ပြည့်စရာရဲ့အဆင့်၃နေရာမှာရက်တည်နေရာလေးဖြစ်ပါတယ် ဒီနှစ်သင်းမှာကထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာဆိုလို့ရှိရင်အင်ရှင်မိုနာကိုအသင်းကနှစ်ကြိမ်တိုင်းလန်အသင်းကတစ်ကြိမ်တိုင်းရရှိအောင်ကစားထားတာဖြစ်ပြီးကြံတဲ့နှစ်ကြိမ်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်တယ်လက်ရှိနေသားရဆိုလို့ရှင်တော့ဒါနှစ်သိန်းလုံးကတော့ခြေဆောင်ပိုင်းရလပိုင်းမှာပါအကောင်းဆုံးပုံစံနေသားမျိုးမှာရှိနေရလဲဖြစ်ပါတယ်။ဒေပွဲမှာကလည်းဖွင့်နေထားတဲ့ပေါက်ကျဲရဆိုလို့ရှင်တော့မိုနာကိုလိုအနေနဲ့လမ်းအသင်းကိုလေဘဲ80ရှုံးကျေးပွင့်ထားတာဖြစ်ပြီး ဂိုးကောင်းအရဆိုရင်တော့၃လုံးကို20ရှုံးကြေးဖွင့်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကလမ်းအသင်းကလည်းဒါခြေစွမ်းပန်းရောရလတ်ပိုင်းမှာပါအကောင်းဆုံးပုံစံတရားမျိုးမှာရှိနေတာဖြစ်လို့ဒီပွဲကလည်းမိုနာကိုတို့အတွက်ဆိုလို့ရှိရင်တော့အသာစီးရဖို့ကလုံးဝကိုမလွယ်ဘူး။ဒါထပ်ပြီးတော့ခက်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 နဲ့ကစားရမယ်ဒါပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်။ပွဲစဉ်ရဲ့ရလတ်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့1-1တကယ်လို့နိုင်ခဲ့တောင်မှဒါလမ်းအသင်းက1-2ဆိုတဲ့ပုံစံမျိုးလောက်နဲ့တောင်နိုင်သွားဖို့များတယ်။ ဘာဖြစ်လို့ဆိုတော့တချို့ပွဲစဉ်တွေမှာမူနာကူသင်းကခြေဆွမ်းပိုင်းကပြတော်တော်လေးပုံမှာဒီယူတဲ့အနေအထားမျိုးလို့ပြောရမယ်ဆိုတော့ဒီပွဲကတော့တရေဆိုလို့ရှိရင်တော့မှ80ထိကိုပြောရှင်ရမယ်လမ်းအသင်းကိုပဲပို့ပြီးတော့အကြိုက်တူမိတယ်ပွဲစဉ်လည်းဖြစ်ပါတယ်